Ahora me la va. ကျွန်တော်တို့ဒီအဝလွန်နေဆိုတာပေါ့နော်ကျွန်တော်တို့ weight ချတဲ့နေရာမှာအရေးကြီးတဲ့ကယ်လိုရီဆိုတာကျွန်တော်အနေနဲ့ဒီ weight ချဖို့စူးစမ်းနေတဲ့လူတွေအတွက်အကြံဉာဏ်ပေးချင်တာပေါ့နော် မင်္ဂလာပါအနေကွန်မြောက်ကဲ့အဓိကကကျွန်တော်တို့ကဘာကြောင့်လို့ weight ချဖို့လိုအပ်တာလဲပေါ့လေနော်ကျွန်တော်တို့ weight ချဖို့ဘာကြောင့်လို့လိုအပ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ်လေးချင်းညာလာပြီဆိုတာနဲ့ပေါ့နော် ခန္ဓာကိုယ်အဝလွန်ပြီဆိုတာနဲ့ ျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွင်းမှာအဆီတွေအများကြီးရှိတယ်ပေါ့နော်ကိုရင်းဆီတွေအများကြီးတိုးလာတယ်ပေါ့ဒီကိုရင်းဆီတွေအများကြီးတိုးလာတာနဲ့တပြိုင်တည်းစီးချိုတို့သွေးတို့တို့နှလုံးရောဂါတို့အယိုးစိပြဿနာတွေကင်ဆာရောဂါတွေပေါ့နော်ဒီဟာတွေကမက်တာဘိုလစ်ဆင်ဒရုံးလို့ခေါ်တာပေါ့လေကျွန်တော်တို့ weight တက်နေတဲ့လူနာတွေမှာကျွန်တော်တို့ကမက်တာဘိုလစ်ဆင်ဒရုံးရှုပ်ထွေးတဲ့ရောဂါတွေအေးဖြစ်လာနေတယ်ပေါ့နော်ဖြစ်တွေးတဲ့ယောဂါတွေရဲ့ကျွန်တော်တို့အစကနဦးအစကအဓိကတော့ အဝလွန်တာနေဖြစ်တယ်ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်တို့ကဝေချဖို့အတွက်လူတယောက်ဟာကျမ်းမာခြင်းနဲ့လူတယောက်ဟာကြိုးကိုကြိုးစားတင်နေပေါ့နော်။ဝေချဖို့အတွက်ဆိုလို့ရှိရင်ဒါပေမဲ့ဝေချမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတည်တည်နဲ့အရာတွေရှိတယ်ပေါ့နော်။အဓိကအရေးကြီးတာကယ်လိုရီပေါ့။လူတယောက်နဲ့တယောက်ဟာကျွန်တော်တို့ကတနေ့တာပါလိုအပ်တာကယ်လိုရီအသက်ရှင်ဖို့အတွက်ပေါ့နော်လိုအပ်တဲ့ကယ်လိုရီပမာဏမတူဘူးပေါ့နော်တယောက်က1000လိုတယ်ဆိုလို့ရှိရင်နောက်တစ်ယောက်က ဒီ1200လောက်လိုနေတယ်ဒီလိုမျိုးပေါ့နော်လူတယောက်နဲ့တယောက်မတူနိုင်ဘူးဒါမှမဟုတ်ကိုယ်သဘောနဲ့ကိုယ်ကယ်လိုရီကို စားသုံးတဲ့နေရာမှာပေါ့နော်ကယ်လိုရီကိုရှော့ချပြီးတော့စားသုံးတဲ့နေရာမှာဟိုပါပေါ့အစာပိုင်းတုန်းကတော့လူတွေကလုံးဝကိုမစားတော့ဘဲနဲ့နေတယ်ပေါ့နော်အကြာကြီးမစားဘဲနဲ့နေလိုက်နေတဲ့ခါမှာကိုအစာပိုင်းမှာတော့နည်းနည်းတိတာတယ်ပေါ့နော်ကိုလေးချိန်နေတိတိတာရော့ကြလာတယ်ဒါပေမဲ့ လုံးလုံးမစားတာကြာတဲ့ခါမှာခန္ဓာကိုယ်မှာဘာဖြစ်လာလဲဆိုတော့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကနှီးကွေသွားပြီးတော့မှာပေါ့နော်ကျွန်တော်တို့ကိုယ်လေးချိန်တွေကမကြတော့တာမျိုးတွေဖြစ်သွားနေတယ်ကိုရင်းစီပမာဏတွေမကြတော့တာမျိုးဖြစ်သွားနေတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကအစာစားတဲ့ခါမှာကယ်လိုရီရှော့ချစားတဲ့ခါမှာလည်းကိုယ့်ရဲ့တနည်းတမ်းမှာလိုအပ်တဲ့ကယ်လိုရီပမာဏထက်ကိုတည်ချတိပြီးတော့မှစားတာအကောင်းဆုံးပေါ့နော်လုံးဝကိုမစားဘဲနဲ့နေတာမျိုးဟာခန္ဓာကိုယ်မှာ ပို့ပြီးတော့ဆိုးသွားတယ်ပေါ့နော်ဒါအောင်လို့ဝိတ်ချဖို့ကြိုးစားနေတဲ့လူတွေရောဝါလွန်ယောဂါကိုဝိတ်ချချင်တဲ့သူတွေနေနေဆိုလို့ရှိရင်ကျွန်တော်တို့ကအစာကိုတားကြီးအငက်ခံပြီးတော့မှဝိတ်ချတာထက်စားရင်ကိုယ့်ရဲ့လိုအပ်တဲ့တနေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏကိုတေချာလေးတည်ပြီးတော့မှနည်းနည်းစီရှော့ချပြီးစားတာအကောင်းဆုံးပေါ့နော်လုံးလုံးကြီးမစားဘဲနဲ့နေတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာဇီဝဖြစ်စဉ်တွေနှေးသွားပြီးတော့မှကျွန်တော်တို့ဝိတ်မကြရတာတွေအဆီမကြရတာတွေဖြစ်တတ်တယ်ပေါ့နော် ကျွန်တော်တို့ကဘောင်းလို့အဝိချဖို့အတွက်စီချဖို့အတွက်ခုနောက်ပိုင်းဘာကြောင့်လို့ပြောရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကျွန်တော်ဆွမ်းနာပြောတဲ့ယောဂတွေကမြေဖျားခံရာကဒီအဝလွန်တာနေပြီးတော့အများစုကမြေဖျားခံတာပေါ့နော်ပိန်တဲ့လူတွေမှာစီချိုသွေးတို့နှလုံးယောဂမှာဖြစ်ဘူးလားဆိုလို့ပိန်တဲ့လူတွေလည်းဖြစ်ပါတယ်ဒါပေမဲ့အများစုသောယောဂဒီစီချိုသွေးတို့ယောဂဝေဒနာတွေကြတော့ခန္ဓာကိုယ်မှာအဆီများတာတွေအဝလွန်တာတွေကြောင့်ဖြစ်တာပေါ့နော် ဒါမှမဟုတ်ကျွန်တော်တို့ကကယ်လိုရီဆိုတာကိုတည်ချာလေးသိရမယ်ပေါ့နော်။ဟိုကဝိတ်ချနေတဲ့လူတွေမိမိရဲ့ခန္ဓာကိုယ်မှာအစီချချင်တဲ့လူတွေနေနေဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ကယ်လိုရီပမာဏကိုရှော့ချမစားဘူးဆိုလို့ရှိရင်မိမိရဲ့ခန္ဓာကိုယ်တွင်းမှာအစီတွေကျဖို့ရာကျွန်တော်တို့ဝိတ်တွေကျဖို့ရာရန်ခက်တယ်ပေါ့နော်။ ိုကယောဂဘာမှမရှိဘူးပေါ့နော်ကို့မှာယောဂခံဘာမှမရှိတဲ့လူတစ်ယောက်ဆိုလို့ရှိရင်တော့ဘာယောဂဘာခံမှမရှိတဲ့လူတစ်ယောက်ကတော့တပတ်ကိုကျွန်တော်တို့ကအာခန္ဓာကိုယ်လေးချိန်ကနှစ်ပေါင်လောက်ကြာတယ်ဆိုရင်ကိုကဘာမှမဖြစ်ဘူးပေါ့လေတကယ်လို့လူတစ်ယောက်ကကျွန်တော်တို့စီးချိုလည်းရှိတယ်တွေးတိုးလည်းရှိတယ်ယောဂခံရှိတဲ့လူတစ်ယောက်ဝိတ်ချပြီဆိုလို့ရှိရင်ကြာတော့ကျွန်တော်တို့ကအဓိကကတော့ဟိုတည်တည် ချာချာလေးပေါ့နော်ကယ်လိုရီကိုကိုယ့်ရဲ့တနစ်တာလိုအပ်တဲ့ကယ်လိုရီကိုတေချာလေးတည်ပြီးတော့ချတာအကောင်းဆုံးပေါ့ပြန်များဆိုလို့ရှိရင်လူတစ်ယောက်ကတနစ်တာမှာကယ်လိုရီ1500 1000ကျော်ပေါ့နော်အဲ့လောက်ပါနီလိုတာပေါ့အဲ့လောက်ပါနီလိုတဲ့အခါမှာကျွန်တော်တို့က200လောက်ကိုရှော့စားနေတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်ဒီလိုမျိုးပုံမှန်လေးရှော့စားလိုက်မစားလိုက်အဲ့လိုလွတ်လွတ်ပေးရတာပေါ့အဲ့လိုမျိုးမလွတ်ပေးဘဲနဲ့ကျွန်တော်တို့ဇက်တက်ကြီးစားနေပြီဆိုလို့ရှိရင်ဇက်တက်ကြီးလုံးဝမစားဘဲနေပြီဆိုလို့ရှိရင် ခန္ဓာကိုယ်မှာဝိတ်တွေမကြတာမျိုးတွေဖြစ်တတ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဝိတ်ချလို့ရှိရင်စားလိုက်မစားလိုက်လောက်တာအကောင်းဆုံးပဲဖြစ်ပါတယ်စားလိုက်မစားလိုက်ဆိုတဲ့နေရာမှာလွန်ကဲအောင်စားတာမျိုးမဟုတ်ဘူးပေါ့နော်နော် ဓိကကကျွန်တော်တို့က weight loss ကိုဝေးချတဲ့နေရာမှာပေါ့နော်အဓိက target ကပေါ့နော်ကျွန်တော်တို့က weight ကိုမြန်မြန်ကြီးကျသွားဖို့တက်ဆိုင် weight ကို maintain နဲ့ပေါ့နော်ထိန်းထားနိုင်ဖို့ဒီထက်ပိုတက်မလာအောင်ဖြည်းဖြည်းချင်းစီကြအောင်ထိန်းထားနိုင်ဖို့က target အဓိက target ထားတင်တာပေါ့နော်ကျွန်တော်တို့ရေရှဲပြုလုပ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ် ်ချင်ကြည့်တယ်လူနဲတော့ဗောနော်နောက်ထပ် live နဲ့ပြန်တက်မှာရမှာထပ် live နဲ့ပြန်တက်မှာရမှာ